င်္ဂလာပါခင်ဗျာ MCN ရုပ်သံသတင်းဌာနနေ့စဉ်တင်ဆက်ပေးနေတဲ့ Business Today အစီအစဉ်ကအကျိုးဆိုပါရယ် Business Today အစီအစဉ်ကနေ့စဉ်နိုင်ငံသုံးငွေကြီးပေါ့စင်းတို့73စီစဉ်တို့ချွေစင်းတို့စံစင်းတို့အပါအဝင်တခြားစီးပွားရေးဆိုင်ရာထူးခြားသတင်းကိုစီစဉ်တင်ဆက်ပေးသွားမှာပါခုပထမအောင်ဆုံးအနေနဲ့နေ့စဉ်နိုင်ငံသုံးငွေကြီးပေါ့စင်းတို့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်ဒီနေ့2019ခုနှစ်ဇန်နဝါရီလ9ရက်နေ့တနင်္လာနေ့အတွက် ပြည်တွင်းပြည်ပမှာလဲလဲနေကြတဲ့ငွေကြေးဈေးကွက်တွေအရဆိုရင်တော့ American Dollar 1345ကျပ်ဥရောပတရူရို1416ကျပ်စင်ကာပူဒေါ်လာ933ကျပ်တရုတ်တရွန်194ကျပ်အိန္ဒိယတရူဘီ19ကျပ်မလေးရှားတရင်းကိ300ကျက်နဲ့ထိုင်းတပတ်ကို39.5ကျက်ဝင်းကျင်အသီးသီးပေါက်ဈေးရှိနေပါတယ်ခင်ဗျာ။ ဒီကနေ့မှာ American Dollar ပေါ့ဈေးကတော့1340ဝန်းကျင်ရှိနေပြီ။ Singapore Dollar နဲ့ Euro Dollar ငွေကြေးအားအနည်းငယ်မြင့်တက်လာပါတယ်ခင်ဗျာ။ဆက်လက်ပြီးဒီကနေ့အတွက်ရွှေဈေးနှုန်းအပြောင်းအလဲတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ညနေ3:00နာရီအထိမြမရွှေဈေးကွက်မှာ16ပဲရီတစ်ကျပ်သားကိုအယောင်ဈေး835,400ကျပ်နဲ့အဝယ်ဈေး735,500ကျပ်စီဖြစ်ခဲ့ပါတယ်။ကမ္ဘာရွှေဈေးမှာဆိုရင်တော့ Titrain အောင်စာကို 1183.53ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ရွှေဈေးနှုန်းဟာပြီးခဲ့တဲ့တစ်ပတ်မှာ83000ဝန်းကျင် ရှိနေရကနေအခုတစ်ပတ်မှာတော့85000ဝန်းကျင်ကိုရောက်ရှိလာတာပဲဖြစ်ပါတယ်ခင်ဗျာ။ရန်ကုန်မြို့ဟာ73စီဈေးနှုန်းအခြေအနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီဇယ်1လီတာကို690ကျပ်ကနေ900ကျပ်ဝန်းကျင် ပရီမီယံဒီဇယ်1လီတာကို910ကျပ်ကနေ925ကျပ်ဝန်းကျင် Audi 92လီတာကို900ကျပ်ကနေ930ဝင်းကျင် Audi 95လီတာကို940ကျပ်ကနေ950ကျပ်ဝင်းကျင်အသီးသီးပေါက်ဈေးရှိနေကြပါတယ်ပြီးခဲ့တဲ့လအတွင်းက American Dollar ပေါက်ဈေး1400ဝင်းကျင်ကိုရောက်ရှိခဲ့စဉ်က73စီဈေးလုံးတွင်မြင့်တက်လာခဲ့ရဖြစ်ပြီးအခုအချိန်မှာ American Dollar ပေါက်ဈေးက1340ဝင်းကျင်ကိုရောက်ရှိခဲ့ပြီမဲ့73စီဈေးလုံးတွေကတော့ဆက်လက်မြင့်မားနေတာပဲဖြစ်ပါတယ်ခင်ဗျာ ဒီကနေ့တော့စံစင်းတော့အပြောင်းလဲတွေကိုတင်ဆက်ပြရမယ်ဆိုရင်တော့အင်မတာစံညံတအိတ်ကိုအရေးသေးပေါ်မူဒီက1900ကနေ2100ကျပ်ဝင်းချင်းရှိပြီးစံညောပေါ်စံမွေတိတ်ကိုလည်းအရေးသေးပေါ်မူဒီက3000ကနေ3200ကျပ်တိရှိရဲလို့မြန်မာနိုင်ငံစံစွားကုန်စီတိုင်းဝါရန်ကနေသိရပါပါတယ်ခင်ဗျာဆက်လက်ပြီးဒီကနေ့အတွက်ရန်ကုန်စတော့အချိန်ဈေးကွက်အခြေအနေကိုတင်ပြပေးရမယ်ဆိုရင်တော့ FMI First Myanmar Investment Company Limited ကအစုရှယ်ယာတစုကို14000ကျပ်နဲ့ဈေးပွင့်ထားပြီး14000နဲ့ဈေးပိတ်ခဲ့ပါတယ်။ MDSA မြန်မာသီလဝါအစည်းအဝေး Holding Public Limited ကတော့အစုရှယ်ယာတစုကို4500ကျပ်နဲ့စတင်ဈေးပွင့်ခဲ့ပြီး4400ကျပ်နဲ့ဈေးပိတ်ခဲ့တာပါ။ MCB မြန်မာ Citizen Bank Limited ကတော့အစုရှယ်ယာတစုကို9300ကျပ်နဲ့ဈေးပွင့်ထားပြီး9100ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။ ခုဒီဘက်မှာတော့မြန်မာ Citizen Bank Company Limited ရဲ့အစုရှယ်ယာဈေးနှုန်းတွေဟာအနည်းငယ်ကျဆင်းနေတာပဲဖြစ်ပါတယ်ခင်ဗျာ MCN ဒရင်ထားရဲ့ Business Today ရုပ်မြင့်သံကြားအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ MCN TV News မီနဲ့ရှားဖွေကြည့်ရှုနိုင်ပါတယ် MCN ရုပ်သံဒရင်ထားရဲ့အစီအစဉ်တွေမှာကြော်ညာထည့်သွင်းလိုရဲဆိုရင်တော့ ဖုန်းနံပါတ်39936394969ကိုဖြစ်စေ email လိပ်စာ neurons.mcn@gmail.com ကိုဖြစ်စေဆက်သွယ်နိုင်ပါတယ်။ MCN ရုပ်သံသင်္ဍနာရဲ့ business tour ရုပ်မြင်သံကြားအစီအစဉ်တွေကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ်။ကျွန်တော်ကတော့အောင်ကျော်မှုပါ။